တမလဲအတွက်သတင်းချင်းစီစဉ်ကနေကြိုဆိုပါရစေ။စစ်ကောင်စီ lobby ဘာညော Telegram channel ကတော့သတင်းမှတစ်ခုကိုရေးတင်ပြီးတော့ပြည်သူတွေကိုဂျင်းထဲနေပါရစေ။အဲ့ဒါကတော့ရန်ကုန်မြို့မှာရှိတဲ့အိန္ဒိယတန်ရုံကထောင်ဆန်းစွကြည်မွေးနေ့အတွက်လွမ်းသူပန်းခွေပို့ဆောင်ပေးခဲ့တယ်လို့ BBC သတင်းဌာနကဖော်ပြခဲ့တဲ့အကြောင်းရေးသားဖြန့်ချီနေရပါ။အဲ့ဒီပေါ်ရဲ့ပြန်နှံ့မှုကလိုက်တရာကျော် view 6000ကျော်နဲ့ comment 3ခုရှိတာကိုတွေ့ရပါတယ်အကြောင်းအရာကိုစစ်စစ်ကြည့်ရတဲ့အခါမှာလွဲမှားနေပါဗျ။ BBC သတင်းဌာနရဲ့မူရင်းဖော်ပြချက်မှာဒေါအောင်ဆန်းစွတ်ကြည်ရဲ့အသက်80ပြည့်မွနေ့အတွက်အိန္ဒိယတန်ယုံက NLD ရုံးရှိမှာမွေးနေ့ပန်းချင်းကိုထားရှိခဲ့တယ်ဆိုပြီးဖော်ပြခဲ့တာပါ။အဲဒါကို lobby တွေက Photoshop နဲ့လွမ်းသူပန်းခွေဆိုတဲ့စာသားကိုထည့်ပြီးတော့လွမ်းသူပန်းခွေပဲလာရောက်ပေးခဲ့တဲ့အောင်နဲ့ဂျင်းထက်ဖြန့်ချီနေရပါပဲ။ ဘာညိုချန်နယ်ရဲ့ဖော်ပြချက်ကိုဖတ်ချက်အရကြည့်မယ်ဆိုရင်ကျူးပြင်စီမံတင်ဆက်ချက်ဖြစ်နေတာကိုတွေ့ရပါတယ်။သတင်းလာချင်းလာခွဲခြားသိမြင်ပြည်သူလူထုတရလုံးခြင်းတဲ့ခံရခြင်းပေးမှကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။